ကလာပါဘုရားကောင်းတို့ဟုတ်ပါတယ်ဗျာဘုံလဲအလုပ်တွေအရန်ရှုပ်နေတယ်ဒါပေမဲ့တိတော့ဝင်ကြည့်လိုက်ရင်အောက်ကနေပြီးတော့ဟိုထမိန်ကြုံထားတဲ့မိမိသားသမီးတွေအချမ်းဖက်အားပေးနေတဲ့ဟိုအုံနောက်ထဲမှာကလေတိုင်းမီကိုပျက်စီးရပျက်စီးကြောင်းသူ့ရသူ့ကြောင်းတော့ပဲရှိနေတဲ့ကောင်ကြီးကောင်မနေပေါ့နော်ရိုင်းတယ်လို့တော့မပြောနဲ့ဘုံကြီးတဲ့ တပားပြောတဲ့စကားလားတာမန်လူတယောက်တောင်မှရိုင်းဆိုင်တဲ့စကားလားတာမန်လူတောင်မှယင်ကြီးလူဆိုအဲ့လိုမပြောဘူးနော်အကောင်နဲ့အကောင်မှသူစကားကိုယင်ကြီးလူဆိုမပြောဘူးဒါပေမဲ့ तू ကဖုံးကြီးတပားပြောတဲ့စကားလားတာမန်လူတဲ့ကိုရိုင်းတဲ့စကားကို तू ပြောနေကြည့်နော်တချို့လူတွေကြတော့ကျွန်မစောင်းကြီးဖြစ်နေလို့တန်ရတန်ရနဲ့ပြောရတယ်အခုဒီမှာတယောက်ကကောင်းမြတ်ကောင်းမြတ် စလုံးပေါင်းတွေကလည်းမှားနေတာစလုံးပေါင်းတော့မှားအောင်လာပြီးတော့ပြောရဲလို့ပါပြည်သူကတ်တဲ့ဆုံးကိုစိတ်တန်တန်နဲ့သုံးဆောင်နိုင်ရလားဖေရတဲ့ဟုတ်တယ်ပြည်သူတွေကတ်တဲ့ဆုံးကိုစိတ်တန်တန်နဲ့သုံးဆောင်နိုင်ပါတယ်ဒီနေ့ဒီချိန်အထိနောက်လဲစိတ်တန်တန်နဲ့ပဲသုံးဆောင်တော့ပါဒါပေမဲ့မင်းတို့အကျန်းဖက်တွေကတ်တဲ့ဆုံးလို့တော့တက်နဲ့မပြုံးနဲ့တစည်းတောင်မသုံးဆောင်ဘူးပါဘူး။ဟင်းကိုလည်းတစ်ဖက်တောင်မသုံးဆောင်ဘူးပါဘူး။ဟင်းယူလည်းတစ်ဆက်တောင်မ ပြည်သူကတဲ့ဆုံးကိုဖုံးပေးသုံးဆောင်ပြီးတော့ပြည်သူတွေအတွက်ရက်တည်ပေးနေတာဒါကိုပြောကြသေးတယ်ဘုန်းကြီးလို့ဖုန်ချစ်လို့တဲ့ပြည်သူတွေအတွက်ရက်တည်ပေးနေတယ်ဆိုတော့2021အာနာတိန်ပြီးတဲ့အချိန်မှာဒီအာနာတိန်တော့လက်မခံတဲ့ပြည်သူ အများစုက မြို့မပြောနဲ့တောတွေတောင်လမ်းမထက်မှာအကုန်ပြည့်သွားတယ်နော်အဲ့ဒီအချိန်မှာစစ်တပ်ကပြည်သူကိုရေးရဲစစ်စစ်ပစ်တတ်တဲ့အချိန်မှာပြည်သူဘက်ကရက်တည်နေတယ်ဆိုတော့ မင်းကဘယ်ကြောင်မှသွားသေးနေလို့လဲဟမ်ရေချုံကောင်ပြောစမ်းမင်းကဘယ်ကြောင်မှသွားသေးနေလို့လဲလို့အဲ့ဒီအချိန်မှာတီတူဘက်ကရက်တည်တယ်ဆိုမင်းတို့အဲ့ချိန်ကထွက်လာပြီးတော့မင်းတို့အဖေပြောပါလားဟေးတခါကြီးတို့မလုံနဲ့တာဟမ်ပြောတယ်နော်မင်းကိုလူတယောက်လို့တော့မတတ်မှတ်ထားဘူးနော်မင်းတို့ဝန္တဝါတို့ငပောက်တို့မင်းဘာစိတ်တစမင်းတို့ကောင်းမျိုးတွေရာတင်ငန်းကိုအရေးချုံ နော်ဒီတင်ကန်းကာပါနဲ့အမျိုးဘာသာတာဒနာအော်လူကြိုက်များအောင်လို့ပြီးလို့ရှိရင်မင်းတို့ကိုကြိုးရှာဘာသာတာဒနာကိုဖျက်ဆီးဗုဒ္ဓဘာသာယဟန်တပါအကျဉ်း228လွယ်အကျယ်ဂရေ900ဆိုတော့ဝိတ်တိတ်ခါမပြောနဲ့လူတယောက်ကကျင့်ဝတ်တိတ်ခါတောင်မဆောက်ထိန်နိုင်တဲ့မင်းတို့လိုအောက်တန်းစားမျိုးတွေကြောင့်ငါတို့တာဒနာအယောင်သူများကဲ့ရည်စရာဖြစ်ကြတာဗုဒ္ဓဘာသာဆိုတဲ့စကားလုံးနဲ့ အကျန်းဖတ်ပါဆိုတဲ့စကားလုံးဘယ်တော့ခါမှမကြောက်ဘူးတဲ့အရာဒါပေမဲ့မင်းတို့ဆက်ရတယ်နော်ငဝီဝီရတူလှုပ်လို့အကျန်းဖတ်ဗုဒ္ဓဘာသာဆိုတဲ့စကားလုံးတွဲမိရတယ်အဲ့တော့ဗုဒ္ဓဘာသာဆိုတာလူမျိုးတစုတည်းနော်လူတဦးတည်းနိုင်ငံတစ်ခုအတွက်ပိုင်တယ်မဟုတ်တရဝါအားလုံးအတွက်ပိုင်တယ်ဒါကိုအမျိုးဘာသာတာသနာလူဘိန်းအကြိုက်လှုပ်ပြီးတော့ဖုံးကြီးဖုံးကြီးအလုံးမလုံးနော်တက်ဖြတ်မယ်ဒီတက်ဖြတ်နေတဲ့လူတက်သမားတွေကိုအားပေး ဒုက္ခရောက်နေတဲ့ပြည်သူမျက်နှာခြံနေပြီးတော့စကတိစကတိမိုက်မိုက်ရရင်ပြောဟမ်ဆက်ပြောနိုင်ငံရေးနဲ့ဘုန်းကြီးပါဆိုင်လဲတဲ့ဒီနိုင်ငံမှာတချို့အရာတွေကဘုန်းကြီးနဲ့နိုင်ငံရေးဘုန်းကြီးဆိုတာကဘာသာရေးရဲ့အကောင်းဆုံးဘာသာရေးနဲ့နိုင်ငံရေးနိုင်ငံရေးနဲ့ဘာသာရေးကတချို့အရာတွေကခွဲထားလို့မရအောင်အဲ့တော့နိုင်ငံကိုထိပြီးဆိုရင်တချို့ဘာသာတရားနဲ့ဆက်နွယ်နေတယ်ဘာသာတရားကိုထိပြီးဆိုရင်တချို့နိုင်ငံရေးနဲ့ဆက်နွယ်နေတယ်အဲ့ဒီလိုခံမျိုးမှာဟောဒီနိုင်ငံရေး ဘာသာရေးမှာခေါင်းဆောင်ဖြစ်တဲ့ဘုန်းတော်ကြီးတွေယဟန်တွေကလက်ပိုက်ကြည့်နေလို့မရအောင်ခေတ်ဆက်ဆက်ကိုပြန်ကြည့်ပါနိုင်ငံရေးနဲ့ဘုန်းကြီးနဲ့မဆိုင်လို့ပြောနေတယ်မင်းတို့တွေနိုင်ငံရေးဘုန်းကြီးနဲ့နိုင်ငံရေးမဆိုင်တာမဟုတ်ဘူးဘုန်းကြီးနဲ့နိုင်ငံရေးကလောက်ကတာမဟုတ်ဘူးဘုန်းကြီးဆိုတာဓမ္မနဲ့ပဲဆိုင်တာဘုန်းကြီးဆိုတာဓမ္မအလုပ်လုပ်ပါတယ်နော်မြတ်စွာဘုရားတော်မှာစစ်ဖြစ်မဲ့အရာကိုဓမ္မဒိဋ္ဌံကြကြတားဆီးရလို့စစ်ပွဲမဖြစ်ခဲ့ဘူး ဘယ်ဘက်မှဘုန်းကြီးကမပါဘူးဓမ္မဘက်ကပဲပါတယ်မင်းတို့ကဘက်ပါနေတာဒီမင်းတို့ကဟိုဘက်ဒီဘက်ခွဲပြီးလုပ်နေတာနိုင်ငံရေးဆိုတဲ့အပေါ်မှာဘုန်းကြီးမှန်ယဟန်မှန်နော်ယဟန်မှန်ဓမ္မဘက်ကပဲရက်တည်းလူမျိုးဘာသာပုံကိုခွဲခြားမှုမရှိအောင်ဓမ္မမျက်နှာကိုပဲကြည့်ရတယ်အခုမင်းတို့ကမင်းတို့စစ်ခေါင်းဆောင်တွေကိုမင်းတို့ကားခွဲတယ်လောက်တိုင်းပြည်မှာလူတက်နေတဲ့ကောင်တွေကိုမင်းတို့ကနော်ဖိအေးခေါ် ပြီးလို့ရှိရင်တခါရောက်နေတဲ့ပြည်သူကိုမင်းတို့လစ်လျူရှုအဲ့ပြည်သူကတ်တဲ့ဟာကိုမင်းတို့မျိုးဆို့တယ်ညမာပြီးမှလာမပူနဲ့အဲ့ဒီတော်လိုင်းပြီးအဲ့ဒီအရေးချုံတွေအားလုံးဇတ်တရမဲ့ဘွားရောက်နေပြီပညာရေးစနစ်ဘတ်စနစ်ဖြစ်စည်းကံထိထားတဲ့အရာတွေအားလုံးကအကုန်ဆက်သိမ်းနေမပူနဲ့တော်လန်ရေးပြီးတဲ့တနေ့မင်းတို့အရေးချုံနေအတွက်မြေမရှိတော့ဘူး။မိုင်းကြောင်တစ်လျှောက်အတိတ်ကိုပြန်ကြည့်လိုက်ပါ။မင်းတို့ဘုန်းကြီးတွေကသုံးချခဲ့တာလေ။ပြည်သူဘုံဘုံဒုဖုံဘုံဘုံဘုံကြွမှာအုံအုံထား င်းတို့တွေလက်ကုတ်လက်ဝါးတွေတီးပြီးဘုန်းကြီးတွေမြောက်ဝင်ပေးခဲ့တာပရိယတိဝန်ဆောင်နေတဲ့တန်ဃာတော်တွေကိုမင်းတို့လမ်းပေါ်ဆက်ထုတ်ခဲ့တာ2000ကျော်ရအောင်ကြည့်မလား88ကြည့်မလား1990ကြည့်မလားတမိုင်းကြောင်းတွေမင်းတို့အကုန်လုံးပြန်ကြည့်လိုက်လေဟောအဲ့ဒါဆိုအဲ့ဒါဆိုအဲ့စာတင်တိုက်ကတန်ဃာတွေကတာမန်ပြည်သူလောက်တော့အတိတ်ရမရှိလို့ဟမ်အဲ့မရှိတဲ့စကားကိုပြောလေကွာဟမ်စာတင်းနေတဲ့ပရိယတ်တိပရိပတ်တိတင်းနေတဲ့နော် သာသနာပြန်ပွားဖို့အတွက်ကြိုးစားအားထုတ်နေယဟန်တော်တွေဆိုတာခုနကအရှိမပြောခဲ့တော့အာဓမ္မတွေလွှမ်းခြုံလာရင်အဲ့ဒီဓမ္မယဟန်တွေကထွက်ပြီးဓမ္မဘက်ကယက်တည်တာဒီသူကခေါ်ထုတ်လို့ထွက်လာအောင်အဲ့ဒါခလေးတွေမဟုတ်ဘူးလေမင်းဘယ်လိုစကားတွေပြောနေတာလဲဒိဋ္ဌိရှိတဲ့စကားကိုပြောလေကွာမင်းမရှက်ဘူးလားဟမ်ဟာဒုက္ခပဲမင်းမင်းတို့အောင်နောက်တွေးခေါ်ရရဲ့ဟမ်ဘာပြည်သူခေါ်ထုတ်လို့အဲ့ဒီပရိယတ်တိပရိစာတိတ္တတွေကနေဟမ် ကြင့်ကြံအားထုတ်နေတဲ့ဒီဟန်တွေကထွက်လာရတယ်ပေါ့ဒီမှတ်သားလောက်တယ်နော်ဒီကိုပြောတဲ့စကားတလုံးအထိပ္ပယ်တော့ကိုနားမလဲလက်ကောက်ပြူပြောပြောဟမ်ဆက်ကြည့်ပြောမြောက်ပင်ပင်လိုရင်ဘုံ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 မလိုရင်ကတုံးအေးမြောက်ပင်ပင်လည်းလောက်အောင်စာတင်တိုက်ကယဟန်တော်တွေမပြောနဲ့ PDF အခုတော်ထဲမှာတနက်ကင်ပြီးတိုက်နေတဲ့ PDF လေးတွေတောင်မှသူများမြောက်ပင်လို့လောက်ကတဲ့လူရှိလာခဲ့မင်းတို့စိန်ခေါ်လာအခါတရံမကတော့ဘူး သူများမြောက်ပင်းတို့လောက်ကပါတယ်ဆိုသူရှင်းလာခဲ့တာမန်ပြည်သူနော်ယဟန်စာတင်းနေတဲ့ယဟန်တော်မဟုတ်ဘူးနော်ဒီစကားဆိုတာအဓိပ္ပာယ်ရှိအောင်ပြောရနော်ပြောပြောကတော့နဲ့မင်းတို့ပဲပြောခဲ့တာဖုံဖုံကဖုံဖုံတက်တက်ကတော့ကကတော့တက်တက်ဖုံဖုံဆိုတာကဓမ္မပဒရက်တည်တယ်ဒေါအောင်စုကြည်နဲ့ခင်လို့လဲဒေါအောင်ဆန်းစုကြည်မှားနေဒေါအောင်ဆန်းစုကြည်ပါမဲ့အောင်အဲ့ဒါဓမ္မပဒရက်တည်တဲ့ဖုံဖုံအဲ့ဒါကိုဖုံဖုံခေါ်တယ် ကရုံးဆိုတာမင်းတို့လိုကောင်မျိုးတွေကရုံးတုံးတင်ငန်းပတ်ပြီးတော့အဲ့တင်ငန်းကိုအကားကစောက်လူဘဝဟမ်ပြီးလို့ရှိရင်ပိုလူပြက်တနာရှာဒီလူပြက်တနာရှာဟမ်ပြောအာမင်းတို့နိုင်ငံရေးသမားတွေအခုပြောနေတဲ့ကောင်တွေကနိုင်ငံရေးသမားမဟုတ်ဘူးနိုင်ငံရေးသမားတွေရဲ့အောက်ဆွဲတွေရောင်းဝါးဝါးတွေဘာမသိညာမသိဘုံမသိကိုမသိတဲ့ကောင်တွေဟုတ်